ေမင်္ဂလာပါခင်ဗျာကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာတော့ကိုက professional တယောက်အနေနဲ့နိုင်ငံခြားမှာပဲဖြစ်ဖြစ်မြန်မာနိုင်ငံ local တွင်းမှာပဲဖြစ်ဖြစ်အထူးသဖြင့် Singapore UAE တို့နိုင်ငံမျိုးတွေမှာ professional တယောက်ဖြစ်ရည်တည်ခြင်းနဲ့ဘောလာစားကောင်းကောင်းနဲ့ရည်တည်ခြင်းနဲ့အများရန်တိုးတက်ခြင်းနဲ့ဆိုလို့ရှိရင် ပြင်ဆင်ထားမယ့်အချက်ကလေး9ချက်ကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုဆောင်းကြည့်ပေးပါနော်နံပါတ်1ချက်ကတော့ကိုရည်တည်မဲ့ professional နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့အတ္တမူဝမ်းကြောင်းနဲ့ပတ်သက်တဲ့ diploma or degree တစ်ခုရှိပြီလားအဲ့ဒါလည်းမရှိသေးဘူးဆိုလို့ရှိရင်တော့သက်ဆိုင်ရာ diploma or degree ကိုကျွန်တော်တို့လေ့လာဖို့လိုပါတယ်အဲ့လို diploma or degree ရှိမှသာလေ Singapore and UAE နဲ့အခြား English speaking country မှာဆိုလို့ရှိရင်ကျွန်တော်တို့ကို professional တရားဖြစ်စပြီးလက်ခံမှာဖြစ်ပါတယ်စင်မှာဆိုလို့ရှိရင် aspas နဲ့ရှောက်ပြီးတော့မှရုံးငန်းတွေမှာ accounting နဲ့ပတ်သက်တာတွေ engineering နဲ့ပတ်သက်တာတွေတခြား professional နဲ့ပတ်သက်တာတွေကို S bus တရားဝင်ရှောက်ပြီးတော့ကျွန်တော်လုပ်လို့ရပါတယ်ဒီပလိုမာဆိုတာကတော့ကျွန်တော်မြန်မာနိုင်ငံဆိုလို့ရှိရင် government ကျောင်းကဆင်းတဲ့ diploma degree တွေကိုအဲ့ဒီနိုင်ငံတွေမှာအတိအမှတ်ပြုပါတယ် diploma ဆိုလို့ရှိရင် GC A level နဲ့ညီတဲ့ diploma ဖြစ်ရပါမယ်ကိုလေ့လာထားတဲ့ diploma သည် GC A level သို့မဟုတ် A level နဲ့မြည်ရမယ် UK education standard နဲ့ဆိုလို့ရှိရင် RQF နဲ့တိုင်ပါတယ် RQF level 3 4ရပါတယ်နော် diplomatically ဆွဲနေရမှာလဲကိုယ့်ရဲ့အတံပိုးဝန်ကြောင့်နဲ့ပတ်သက်တယ်ကိုကစင်ကူနိုင်ငံ UAE နိုင်ငံတို့က accountant အနေနဲ့လုပ်လို့မှာ accounting finance management လုပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ accounting finance commerce administration တခုနဲ့ပတ်သက်တဲ့ diplomatic ရထားပါပဲ။နောက်အစိုးရအကြောင်းကပေးတဲ့ diplomatic အကောင်အကျုံးဝင်ပါတယ်။ တချို့ကအစိုးရအကြောင်းအနေပဲဒီပုံမှာ degree မပြီးထားဘူးအပြင်အနေပဲဒီ private အကြောင်းတွေတက်မယ်ဆိုရင်တော့ UK diploma degree တွေဖြစ်တယ် ASEAN level 3 diploma ACC part 1 diploma တခြား GCE level နဲ့ညီတဲ့ diploma တွေရပါတယ်ကဲဒါကကျွန်တော်တို့မှာ diploma degree တစ်ခုခုရှိထားရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်နံပါတ်1ချက်နံပါတ်2ချက်ကကိုဘာတွေလုပ်တတ်တယ်ကိုယ့်ရဲ့ experience တွေကိုယ့်ရဲ့ education တွေကိုအလုံးရှိကိုပြောပြလို့အတွက်ကျွန်တော်တို့မှာ professional CV ရှိပြီလား professional resume ရှိပြီလားဒါလည်းရေးကြည့်ပါတယ် professional ကိုကျွန်တော်ဘာလို့ပြောရတာဆိုရှင်နိုင်ငံခြားကိုအလုပ်လျှောက်တဲ့အခါမှာ CV တွေကိုချိန်ရှာ software တွေနဲ့ familiar ဖြစ်တဲ့ keywords တွေပါရမယ်အဲ့လိုပါတဲ့ CV မျိုးတွေကို HR software တွေနဲ့အရင်ရွေးပါတယ်ရလာတဲ့ CV form တရားမှတစ်ခါထပ်ပြီးတော့လုပ်နေရွေးပြီးတော့မှ interview တွေပါလင်ခါရောက်ကြောင်းလို့ကျွန်တော်တို့ရဲ့ CV တွေက professional ဖြစ်ရမယ် international keywords တွေပါရမယ် work experience တွေပါမယ် education တွေပါရမယ်နောက်တစ်ခုကသူတို့ပြောတဲ့ format တွေဒါ Asia software တွေ family ဖြစ်တဲ့ format တွေ keywords တွေပါရအဲ့ဒီတွေ professional reason တွေပြင်ထားမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ရဲ့လုပ်တဲ့ကျွန်တော်တို့ရဲ့ education ကိုကျွန်တော်တို့ job scope တွေကိုသူတို့နားလည်ပြီးတော့မှသူတို့လိုချင်တဲ့ job scope နဲ့ကိုက်ကြည့်ရဆိုရင်ကျွန်တော်တို့ကို interview ခေါ်မှာဖြစ်ပါတယ် number 3ချက်ကျွန်တော်တို့မှာ diploma degree လည်းရှိတယ် professional CV တွေလည်းရှိသွားပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ဘယ်နိုင်ငံအောင်ဘယ်လိုလှောက်ရှောက်ပါလဲဘယ် website တွေရှောက်အောင်ပါလဲဘယ်လိုအချိန်တွေရှောက်အောင်ပါလဲဘယ်လို technique တွေနဲ့ကျွန်တော်တို့ရဲ့အလုပ်ရှင်ကျွန်တော်တို့ရဲ့ reason ကိုမြင်အောင် HR software ကျွန်တော် reason ကို pick up လုပ်အောင်ကျွန်တော်တို့ဘယ်လိုရှောက်အောင်လဲဆိုတော့ job hunting techniques ဒီလိုလုပ်ပါတယ် job hunting techniques သိရမှဖြစ်ပါတယ်မသိလို့ရှိရင်လည်းဘလောက်ပဲအချိန်တွေပေးပြီးရှောက်နေရှောက်နေ interview တခါမှမရဘူးဆိုတော့အတန်းမျိုးတွေကြားရမှဖြစ်ပါတယ်ကိုယ်ကိုယ်ခံစားရမှဖြစ်ပါတယ်အချိန်တွေလည်းအရန်ကိုနှမျိုးကောင်းပါတယ် โอเคကျွန်တော်တို့အချက်၃ချက်ဖြစ်ရှိသွားပြီပထမတစ်ချက်ကတော့ diploma degree တစ်ခုရှိရမယ်ကိုယ်က professional line နဲ့ပတ်သက်တာနောက်တစ်ခုကတော့ professional CV ရှိရမယ်အဲ့ဒါပြီးပြင်ပြီးသွားပြီဆိုရင် job hunting techniques သိရမှာဖြစ်ပါတယ်ခေ job hunting techniques တွေသိပြီအားလုံးနဲ့ပြည့်စုံလို့ကျွန်တော်ကလုပ်ပြီး shop interview ကိုရပြီဒါပေမဲ့ကျွန်တော်တို့က interview english ကိုကောင်းကောင်းမပြောနိုင်ဘူး flow ဖြစ်ဖြစ်မပြောနိုင်ဘူးကျွန်တော်လျှောက်ထားတဲ့အချိန်ကြီးလားနဲ့ကြည့်ပြီးလျှောက်ထားတဲ့အချိန်ကြီးရန်နှမျိုးကိုကောင်းပါတယ်အဲ့တော့ ကျွန်တော်ရဲ့ interview မှာအဓိကအသက်တော်ချက်ဖြစ်တာကလည်း interview english ပါကျွမ်းကျွမ်းချင်ချင် fluent ဖြစ်အောင်သူတို့နဲ့ conversation နဲ့ communication ဖြစ်အောင်ပြောနေရပါအဲ့ဒါလေ့ကျင့်ထားရမယ်များနိမန်လမ်းမန်လေ့ကျင့်မှုလိုပါတယ် interview english ကအရင်ရေးကြည့်ပါ interview english ကိုမကောင်းကောင်းလေးမပြောနိုင်ဘူးဆိုရင်မတက်ဘူးမလုတ်တက်ဘူးမကျွမ်းကျင်ဘူးလို့သူတို့မြင်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ပြည်ကကျွန်တော်တက်တာကျွန်တော်ရဲ့ education experience တွေကိုပြန်ပြောဖို့အတွက်ဒီ interview english ကိုကောင်းကောင်းကျွမ်းကျင်ရမှာဖြစ်ပါတယ် ီလေးချက်တော့ပြည့်စုံသွားတယ်။နံပါတ်5အချက်ကကျွန်တော်တို့ရှောက်မဲ့နိုင်ငံကျွန်တော်တို့ရှောက်မဲ့နိုင်ငံ government ရဲ့ professional practice the job scope တွေပါလေဒါတိဘူးလို့ပါတယ်မြန်မာနိုင်ငံမှာဆိုမြန်မာနိုင်ငံမှာရှိတဲ့ commercial tax တွေเนาะ corporate tax တွေ Semilon and found in Madudolo, Singapore ma solution the GST, corporate tax, Semilon and found in CPF, Nashiba. သူနိုင်ငံမှာကျင့်သုံးတဲ့ tax တွေသူနိုင်ငံမှာကျင့်သုံးတဲ့အကြောင်းတွေပေါ့ found တွေကြောင့်မသိဘူးဆိုရင်ကျွန်တော်တို့ English လို့ပြောတတ်တော်ညာလေကျွန်တော်ဘာသာပြောပြရမှာလဲကျွန်တော်ကောင်းကောင်းမွန်မွန်ပြောပြနိုင်မှာမဟုတ်ပါဘူး professional practices တွေကိုကျွန်တော်သိဖို့လိုပါတယ်ဒီတော့လည်းကျွန်တော်တို့လေ့ကျင့်ရမှာဖြစ်ပါတယ်โอเคနောက်တစ်ချက်ကတော့ဗာလဲဆိုလို့ရှင်ကျွန်တော်နိုင်ငံညာမှာအလုပ်လုပ်တဲ့အခါမှာ များသောအားဖြင့် accounting ပဲဖြစ်ဖြစ် engineering ပဲဖြစ်ဖြစ် software တွေတောင်းကြပါတယ် accounting မှာဆိုလည်း accounting software တွေရေးပါတယ်ဘာလို့ accounting software တွေဆွဲလဲကျွန်တော်တို့အချိန်တွေမြန်ဆန်တယ် automate ဖြစ်တယ်ကျွန်တော်တို့ errors တွေမှားယွင်းမှုတွေနည်းနေတယ်နည်းတယ်ဒါကြောင့်မို့ software တွေနဲ့ဆွဲပါတယ်အဲ့ဒီ software နဲ့ software ကမှ software ကျွမ်းကျွမ်းချင်းချင်းကျွန်တော်မသုံးတတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဘာမှလုပ်လို့မရဘူး။ဒါကြောင့်မလို့ software ကိုကျွမ်းချင်းရပါမယ်။အဲ့ဒီအားလုံးအကုန်လုံးအောင်မြင်သွားပြီ ေါ်မှာရှိတဲ့အချက်လက်တွေအကုန်လုံးပြည့်သွားပြီဆိုရင်နောက်ဆုံးတစ်ချက်ဖြစ်တာကတော့ self motivation ကျွန်တော်တို့ကမိမိကိုယ်ကိုမိပြန်မိပါငါတကယ်အောင်မြင်ခြင်းရလားအောင်မြင်မှုတစ်ခုရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကစွဲလုံးလောက်ဝိရိယ၄မှန်လမ်းမှန်နဲ့ consistently လုပ်မှသာလေအောင်မြင်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကစွဲရှိရှိ motivation ကောင်းကောင်းနဲ့စနစ်တကျတတ်ခံတဲ့အလုပ်လျှောက်တာဖို့ပို့ပါတယ်ဒါဆိုလို့ရှိရင်ဒီကျွန်တော်ပြောခဲ့တဲ့အချက်ခုနှစ်ချက် ြည့်စုံမှာဆိုလို့ရှိရင်ကျွန်တော်တို့အလုံးရမှာတင်ကြပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုကြည့်ပြီးတော့ကဥပါရီပြင်ရမလဲ။ကိုပါရီပြင်ဖို့လို့လည်းဒီအချက်ခွန်ချက်နဲ့ပတ်သက်လို့ငါးပါးလိုအပ်လိုအပ်တာတွေကျွန်တော်တို့ပြင်ဆင်ရမှာဖြစ်ပါတယ်။လိုအပ်တာတွေပြင်ဆင်တဲ့နေရာမှာအခက်အခဲအများကြီးနိုင်ပါတယ်။ကျွန်တော်တို့ရဲ့ SSK Financial Training Center ကိုဆက်သွယ်လိုက်ပါ။ SSK Financial Training Center မှာဒီ training ရအကုန်လုံးကို one stop package ဖြစ်နေအကုန်ရတာရှိတယ်လို့တခုချင်းပြီးလိုတဲ့အပိုင်းကိုလည်းရွေးပြီးတော့မှ See you next video. Bye-bye.